အားလုံးပဲမလားပါခင်ဗျာဆရာကောက်ဆိုရဲ့ဥပဒေ channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ကျွန်တော်တို့ channel ရဲ့နေဒီနေ့မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာကောက်တော်ကိုယ်တိုင်ရေးသားထားတဲ့စုံထီဥပဒေနဲ့ရုပ်ကစုံမကင်နိုင်ပေါင်းဆိုတဲ့အတွင်းနှစ်စာသင်ဆက်ချက်ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်ကောင်ကြောင့်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်ပါလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာ ခံစားနှားဆင်အားပေးကြပါအောင်ခင်ဗျာကိုအေးရဲ့ကြုတ်ရဲ့ရင်မောင်ရဲ့တွေ့တော့ဒါရက်ဆိုင်မှာထိုင်ပြီးတော့ရက်စားတော်လေးကိုစားလိုက်စကားလေးပြောလိုက်နဲ့အချိန်ရနေတာပေါ့ဗျာခင်ကြီးကငါဘယ်လိုယူခဲ့တယ်လဲဆိုတော့မင်းတို့သိလားကွာဩမသိပါဘူးဆိုနေမှဗျာအေးဒါဆိုရင်လည်းမင်းတို့သိအောင်ပြောပြမယ်မင်းတို့သိထားတဲ့အတိုင်းငါဆိုတဲ့ကောင်ကအဲ့တော့လူမိုက်ပေါ့ကွာရွာခင်ကြီးမပြောနဲ့တခြားအပြိုတော်မှလှည့်မကြည့်တဲ့ကောင် ဘာလို့လက်မကြည့်တာလဲဆိုတော့မင်းတို့သိလားကွာကျုံးတဲ့ရေမောကလည်းခေါင်းခါပြလိုက်တယ်အေးငါရက်နေနင်းကန်တော့ပြီးတော့ဟိုပစိုးမပါဘဲနဲ့လမ်းဘေးမှာမူးမူပြီးတော့လဲနေလို့လက်မကြည့်ရတာကွာအာကိုကြီးကတော့လှုပ်ပြီဗျခမောက်ပြောပေးမယ်ဒီတယောက်ကမပြောနိုင်ဘူးဗျကျုပ်ကလည်းရေမောကိုလက်ညှိုးထိုးပြလိုက်တာပေါ့ဗျရင်မော်လည်းရက်တွေတောက်ပြီးတော့ရင်းနှဲထားတဲ့လက်ရအိုကြီးတင်းကုန်းမှာထိုင်ပြီးတော့မှိုင်းနေတယ်လို့မှိုင်းနေတာဗျ။ဘိုးကြီးကလည်းရီတော်ကိုရက်လိုက်ပြီးတော့ အေးပါကွာဟိုမင်းတို့စိတ်ညစ်ပြအောင်လို့ငါပြောလိုက်တာပါကွာကဲထားပါတော့လေငါခင်ဗျို့ရောင်းယူတဲ့အကြောင်းကိုပြောပြမယ်ကွာကိုကြီးကလည်းအရေးတကြက်ကိုတောက်လိုက်ပြီးတော့ရစားတော်လေးတစ်စုံကိုခတ်စားလိုက်သေးတယ်ဗျအဒီလိုကွာတို့မြန်မာယူဆအရဆိုရင်တော့လင်းများဖြစ်ဖို့ကတိတ်လွဲတာမဟုတ်လားမင်းကလေးအရင်မှပစိုးလေးကိုသွားလှမ်းလိုက်တာနဲ့ပစိုးတန်းနဲ့အရင်လင်းများဖြစ်ပြီဆိုပြီးတော့တတ်မှတ်ကြတယ်ဟောအရှိခွနဲ့အနောက်ခွနဲ့ကဒီလူနှစ်ယောက်ကလင်းများလို့စိတ်ထဲမှာထင်လိုက်တာနဲ့လင်းများကတန့်ဖြစ်တယ်ကွာ ယောက်ကလည်းခေါင်းကုပ်လိုက်ပြီးတော့ဟိုကိုကြီးဟာခင်ဗျားတော့တာမန်အချိန်မှာစကားမပြောတော့အရက်ကလေးဝင်သွားရင်တော့ပေရှည်တော့တာပဲလူအင်းကိုပြောသမ်းပါဗျအေးငါလည်းပြောချင်လုံးလို့ပြောနေတာမဟုတ်ဘူးကွာစကားဆိုတာဒီတိုင်းပြောလို့မကောင်းဘူးဒီလိုပဲစကားပလင်ခံရတယ်ခဲခိုင်းလည်းမြန်မြန်ခံရမြားအေးပါကွာဟိုခင်ကြီးကငါ့ကိုမကြိုက်ဘူးကွာဒါနဲ့ငါလည်းခင်ကြီးကိုလှဲနဲ့တင်ပြပါလေရောကွာအပြေးတာတော့တိတ်ဝေဝေတော့မဟုတ်ပါဘူးကွာအထက်ဘက်ကမိုးဆူဆူတဲ့ရွာကိုလှဲတင်ပြတာ ခမရတင်ပြတယ်သူကလိုက်မလားဗျကိုကြီးကဟာမင်းလိုက်အောင်လို့ရင်လိုက်တာပေါ့ဟာရွာသေးရွာငါတကယ်ချင်းဘောရာတွေကိုအကူညီတောင်းပြီးတော့ဦးအောင်ရှင်ကြီးရောအပင်ခန်းရတယ်ကွာဦးအောင်ရှင်မရှိတော့မှငါတို့ရင်ချေလှည့်ရပြီးတော့မိုးစိုးရွာမှာလို့ဒေါ်ရင်ကြီးကအသေးအံဖြစ်နေတယ်ဆိုပြီးတော့အကြောင်းပြပြီးတော့ခင်ကြီးကိုခေါ်ထုတ်တာပေါ့ဟာခမရတဲ့အကြံပတ်ဆက်တဲ့လူပဲဗျာအေးတို့မေဒေါ်ရင်ကြီးကရွာတွေကိုခီးလှည့်ပြီးတော့ကိုနေလိုက်ကောက်တာဆိုတော့ခင်ကြီးကလည်းငါ့ကိုယုံပြီးတော့လိုက်လာတာပဲဟိုရောက်တော့တို့အမေရှိတယ်ဆိုတော့အိမ်ထဲကိုခင်ကြီးကအတင်းပြေးဝင် ငါလည်းအနောက်ကလိုက်ဝင်ပေါ့ကွာငါတကယ်ညင်းနေကအိမ်ုံအလုံးပေးလိုက်တာပေါ့ဟာခမရတော်တော်ကျန်းကျန်းပါလားကိုကြီးရဲ့အလူမိုက်ဆိုတော့ကျန်းတာပေါ့ကွာအဲ့ဒီမှာခင်ကြီးကငိုချပါတယ်ကွာငါလည်းခင်ကြီးချစ်တယ်လို့ပြောမှလှုပ်ပေးမယ်ပေါ့ကွာအဲ့ဒီအချိန်မှာရောမကြံခဲ့တဲ့ငါဘော်ရလူမိုက်တွေကငါခင်ကြီးကိုမိမခိုးပြေးသွားပြီဆိုပြီးတော့သတင်းလွှင့်တယ်လဲပေါ်မှာငါတို့နှစ်ယောက်ကိုတွေးတဲ့လူကလည်းတွေးနေဆိုတော့ယုံသွားကြတာပေါ့ကွာအဲ့ဒါနဲ့ခမရတော့ညားရောလား ခင်ဗျမဟုတ်တာတွေတော့မလုပ်ပါဘူးနော်ကိုကြီးကနှုတ်ဆက်နေတယ်ဗျပြီးတော့သူကလက်ညှိုးထောင်ပြီးတော့အခင်ကြီးကနောက်ဆုံးတော့ခေါင်းညှိလိုက်တာပါပဲကွာငါ့ဟုတ်တော့တခုပဲတောင်းဆိုတယ်ကွာဘာတောင်းဆိုတာလဲဗျကိုကြီးတဲ့နောက်ဆုံးရှင်လိန်ပါမယ်နော်တဲ့အဲ့စကားတော့နည်းနည်းပဲခင်ဗျလူမကြီးဘဝနေကျွတ်သွားပြီးတော့ဟိုလူလိန်မလေးဖြစ်သွားတာပါဟုတ်လားပြောင်းနေမင်းတို့မရည်နေကွာ ငါလည်းကိုလိုချင်တာရပြီဆိုတော့စွန့်လွတ်တဲ့တော်ကိုစွန့်လွတ်ခဲ့ရတယ်မဟုတ်လားအရသောကြက်တိုက်အကုန်စွန့်လွတ်ပြီးတော့ရိုးစွာဆုံးကွာငါရမ်းကြိုက်တဲ့အမဲသားဟုတော့မှရေးသားချလိုက်ရတော့တာကွာဟုတ်ပါပြီဗျာကိုကြီးကဒါနဲ့ကျုပ်တို့ကဘာလုံးရမှာလဲမင်းတို့နားမလဲဘူးလားတကယ်တမ်းတော့အရေးကြီးတာသူတို့နှစ်ယောက်ကကြိုက်နေပါပြီခိုးသွားပါပြီညားသွားပါပြီဆိုတဲ့သတင်းကထွက်ဖို့ပဲကွာဟိုဒါဆိုရင်ရင်မောင်းကိုလေကိုကြီးကခိုးခိုင်းတာလားကျုပ်ကပြောလိုက်တော့ကိုကြီးကရင်မောင်းပခုံးပုတ်ပြီးတော့ ။ရင်မောငါတို့အိမ်ဝင်ထွက်နေတာပဲကွ။ငါသူ့အကြောင်းသိပါတယ်။သူ့ကိုငါရောက်ပါပြန်ငါလက်ခံနိုင်ပါတယ်။ရင်မောလည်းခေါင်းညိတ်တယ်ဗျ။ကိုရဲကကြောက်ကိုကြည့်ပြီးတော့ဟိုအလက်ကောင်မင်းအောင်။ဟာကျုပ်ကျုပ်ကဘာဖြစ်ရမှာလဲဗျ။ဟိုမင်းရောရင်မောကိုနှင်းကြည့်နေသဘောတူလားလို့မေးတာကွ။အာဗျာမနှင်းကြည့်ကကျုပ်နဲ့ဘာမှမတော်တာဗျ။ကျုပ်ကဘာကိုခွင့်မပြုရမှာလဲ။မဟုတ်ဘူးလေကွာမင်းနဲ့နှင်းကြီးကကြိုက်နေတာမဟုတ်လားဟိုမင်းတို့မိဖို့ကြောင့်နေမှာတော့မအဝါပေးကြောင့် ယုတ်ကလည်းကိုရီးပဇက်ကိုလှမ်းပေးလိုက်တာပေါ့ဗျာကိုရီးကတော့ကျုပ်ကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်တယ်ဗျခလေးပြောတာရရှောင်မုံပါနဲ့ဗျာတကယ်မဟုတ်ပါဘူးနောက်ပြီးတော့ရင်မောင်နဲ့ဆိုရင်လည်းမနှင်းကြီးကငယ်ငယ်ကလေးကခင်းခဲ့တာမဟုတ်လားသူတို့ပဲဖြစ်တင်ပါနဲ့ဗျာကိုရီးကလည်းခေါင်းချိန်လိုက်ပြီးတော့အေးကောင်းပြီလေမင်းတို့အလုံးသဘောတူတယ်ဆိုရင်တော့တို့မနှက်ဖံမဲ့အကောင့်နဲ့ပေါ့မယ်ဘယ်လိုလုပ်မှာလဲဗျာဒီလိုကွာငါနှင်းကြီးကိုတစ်ဖက်လက်နဲ့ခေါ်ထုတ်မယ်ရင်မောင်အဲ့ဒီမိုးဆူဆူတဲ့ရွာကနေတွားကြိုးစောင့်နေပေါ့ကွာ ကျန်တော်တော့ငါကြည့်စင်စင်လိုက်ဦးမယ်ကွာကျုပ်ကလည်းရေမောက်ရှိရရက်ခွက်ထဲကိုအရက်လက်ကြံတွေကိုငှဲ့ထည့်ပေးလိုက်တယ်။ကဲကိုရေမောက်ကြီးဒီဒုက္ခကတော့ကျုပ်တို့ရဲ့အောင်ပွဲအတွက်ပဲဗျ။ချဗျ။ကျုပ်တို့တယောက်ကလည်းရက်ခွက်ကိုစီကိုဂိုင်းပြီးတော့လေးပေါင်းမှခွက်ချင်းတိုက်လိုက်ကြတယ်။နောက်တော့တယောက်သလုံးကတကြိုက်တည်းမောတော့လိုက်တာပေါ့ဗျ။နောက်တော့တယောက်မျက်နှာတယောက်ကျင်းနဲ့အကြံသမားလေးတန်နဲ့ยีလိုက်ကြတယ်ဗျ။ခေါလောင်းနေ တညင်ညင်ပေးတဲ့အာကိုကြီးခင်ဗျတခြားသိမြင်ရဘူးလားဗျာခင်ဗျမူးလိုက်အဲ့ဒီခေါလုံးစံဆိုတာကြီးမယ်အာမင်းရလဲငါလဲငါရတဲ့တခြင်းငါဆိုတာကွာကိုကြီးနဲ့ကျတို့တွေကမူးမူးနဲ့ရွာတွေကိုပြောင်းဝင်လာကြတာဗောဗျာအချိန်ကလည်းအတော်ညှင်းနေနေပြီဗျာရက်ဆိုင်ထဲမှာတော့မှကျတို့ပဲကြံတော့တာဆန်းရှင်ကိုဟန်ကြီးကသူ့ဆိုင်ကိုပိတ်ချင်တာနဲ့ကျတို့ကိုနှင်လို့လိုက်လို့ထလာရတာဗျို့ အလူကလည်းတော်တော်ဒေါင်ချာဆိုင်နေပြီဗျသွေးရောင်သားကလည်းတယောက်ပခုံးတယောက်တွဲထားလို့သာမလဲကြပဲနဲ့ဟန်ချက်ညီနေတာဗျို့တို့တို့လျှောက်လိုက်ရင်လည်းရွာထဲလက်ကိုရောက်တော့တယောက်လုံးကခွေးတရားဆက်ဆက်ငင်ငင်နဲ့ဥကြတာဗျကြောက်ဖြစ်ကြောက်သိမ့်အောင်မထားတယ်ရောင်ဝင်လဲမှာအကြော်သေးလေးတွေမုံမိုလေးတွေကရှိတယ်ဗျအဲ့ဒီအကြော်သေးလေးတွေတစ်ဖက်မှာတော့ညောင်ပင်ကြီးတစ်ပင်ကရှိတယ်အဲ့ဒီညောင်ပင်ကြီးရဲ့အောက်ခြေမှာတော့ကလေးတွေကစောစားတက်တဲ့ကွင်းလေးတစ်ခုရှိတယ်ဗျတို့တို့ကလည်းမုံမုံနဲ့ပြန်လာရင်လည်းကွင်းလေးနောက်ရောက်တော့လူတယောက်ကကွင်းထဲမှာမတ်တရက်နေတာဗျ ဟဲ့လူတွေဟိုမှာဟိုမှာညောင်မယောင်အောင်တော့မှကြည့်လိုက်စမ်းမယ်။တရေကြီးလားမသိဘူးဗျ။ရင်မောင်ပြောတာနဲ့ကျုပ်တို့ကလည်းပြူပြဲပြီးတော့ကြည့်တာပေါ့ဗျာ။လူတယောက်မတ်တည့်ရနေသလိုပဲဗျ။ညောင်မယောင်အုပ်ဆိုင်နေတာဆိုတော့သိမ့်မမြင်အောင်ပေါ့။အကွာမင်းကလည်းဂိုင်းမြညာတွေတက်ထားပြီးတော့ကြောက်မနေတမ်းပါနဲ့ကွ။တရေဆိုလာစမ်းပါငါအေးအကြောင်သိသွားမယ်။ဟွန်း။ကျုပ်တို့ဆက်သွားတော့မှတရေမဟုတ်ဘဲနဲ့ဥပဒါကြီးမတ်တည့်ရနေတာဗျ။အော်ဗျာဘေးကတည်းရမှာလေအဲ့ဒါဥပဒါကြီးဗျဟိုကျုပ်ကိုစိတ်မချလို့ထွက်ဆောင်နေတာဖြစ်လိမ့်မယ် ို့တို့ကလည်းဥပဒါကြီးကိုနှုတ်ဆက်ရအောင်ညောင်မင်းသားကိုလာခဲ့တာပေါ့ဗျာဝင်းလင်းသားကိုမြောက်ခင်မှာလမ်းမင်းသားမှာမိုးနှံချုံမင်းတွေကပေါက်နေတော့ကျုပ်ကလည်းခြုံတော့တွေကိုပတ်ပြီးတော့လာခဲ့ရတာပေါ့အဲ့ဒီချိန်မှာပဲရည်တန်ကြီးကိုကြားရတယ်ဗျနောက်ပြီးတော့ညောင်မင်းမောင်းနေမီလုံကြီးတစ်လုံးကဆင်းလာတာမီလုံကြီးက60ဝက်မီလုံကြီးလို့ထိန်လင်းနေပြီးတော့ဝါဖက်ဖန်ကြီးဗျကျုပ်တို့ကလည်းမဟန်မန်းတီတာနဲ့ခြုံွယ်တွေကိုပြည့်ဝင်လိုက်ကြတာပေါ့ကဲငါရောက်ပြီးဆမ်းရသွားမင်းကောက်ဒီကိုခေါ်တာဘာကိစ္စဥပဒါအော်ပြောတယ်ဗျ အချိန်မတော်ကြီးဆိုတော့ပဝင်းကြီးကတိတ်ဆိတ်နေတာနဲ့သူတို့ဘာပြောတယ်ဆိုတော့အတိုင်းသားကြားနေရတာပေါ့ဗျာဆိုင်းရသားလည်းညောင်မင်းကြီးနောက်မှာရက်နေတာဗျသူကောင်းပေါ်မှာလည်းမီးလုံးကြီးကဝဲပြန်နေတာဆိုတော့ထင်းနေတာပေါ့ဗျာခမညာနေရကြောက်လူတောင်ကိုမီးလုံးနဲ့သွင်းခဲ့တယ်မဟုတ်လားကြောက်ပါခမောင်းကိုမကျင်နေဘူးဗျာအော်အုတ်ရှိပင်ကအကောင်ပြောတာထင်းတယ်ဒီကောင်ကငါတမင်တက်တက်လုပ်ခဲ့တာမဟုတ်ပါဘူးကွာနေသိမအောင်ကွာမင်းဘာဘာကောင်လဲကွာအဲ့ဒီခါမှာဆိုင်းရသားလည်းမီးလုံးကြီးကိုကြည့်လိုက်တယ်ဗျာ မီလုံးကြီးကတဖြည်းဖြည်းနဲ့နှိမ့်လာပြီးတော့လူကြီးတယောက်ဖြစ်ပြောင်းလဲသွားတယ်။လူပုံကတော့အဖိုးကြီးတယောက်ပဲဗျ။ညပွဲတည်းကမူမတ်တွေဝတ်တယ်လို့မျိုးအဝတ်စားဖြူကြီးကိုဝတ်ထားတာဗျ။ခေါင်းမှာလည်းအချုံတက်တွေပါတဲ့အုတ်ထုတ်ကြီးကိုစောင့်ထားသေးတယ်။ပို့ပြီးတော့ထူကြတာသူ့ရဲ့မုဆိမ်မွေးကြီးပဲဗျ။မုဆိမ်မွေးကြီးကသူ့ချက်လောက်ထိရှည်ပြီးတော့တွဲကြနေတာ။သူကမြေကြီးနဲ့တော့မထီဘူးဗျ။လက်တက်လန်တော့မြေပေါ်ကနေလွတ်နေတယ်။အမြင်တွေရတယ်ဆိုပေမဲ့လူလိုတော့မဟုတ်ဘူးဗျ။မြေကိုလိုလိုရင်းနှွေးငွေလိုလိုနဲ့ပေါ့။လင်းတာတော့အတော်လင်းနေတာဗျ။ ဒါပေမဲ့အဲ့ဒီဘိုးကြီးကစိတ်ဆိုးနေပုံရတယ်။ဥပဒါကြီးကလက်ညှိုးထိုးပြီးတော့အမင်းစကားပြောတာရိုင်းလိုက်တာကွာ။ဟောမြအကောင်နဲ့လားကွာ။ဥပဒါလည်းသူ့ဘက်ကိုလက်နှစ်ဖက်နဲ့ဖိပြီးတော့ခါးကိုင်းကြသွားတယ်။ကျုပ်တို့ဘိုင်းနိုင်လို့တဲ့ပုံစံမျိုးပေါ့ဗျာ။အဖိုးကြီးကနောက်ထပ်လက်ညှိုးနဲ့တစ်ချက်ထပ်ထိုးလိုက်တော့ဥပဒါကမြေပေါ်ကိုကုကွေလေးလဲကြသွားတာဗျ။ပြီးတော့တင်းနဲ့ညီးပြီးတော့ဘယ်ညာလူနေတာပဲ။ဟောဥဥပကျုပ်ထားပြင်မလို့လို့တော့ကိုရီတော့ကျုပ်လက်ကိုဆွဲထားတယ်ဗျ။ကျုပ်ပါးစပ်ကိုလည်းပိတ်လိုက်တယ် ညောလက်ကောင်မင်းစိတ်ကိုထိန်းထားမှာမင်းဘာကြီးတော့မှခံနေရပြီမဟုတ်တာကွာငါတို့ထွက်တော့မှငါတို့ကိုလုံနေအောင်မယ်ဂျုံကလည်းဥပဒါခံနေရတာကိုမကြည့်ရတော့ဘူးဗျာဥပဒါလက်တစ်ဖက်ကိုလေးပေါ်မြှောက်လိုက်တော့မှအဖိုးကြီးကသူ့လက်ညှိုးကိုချားလိုက်တယ်ဗျာဥပဒါလည်းလူးလည်းထားလိုက်ပြီးတော့ဟိုကျုပ်ကျုပ်တောင်းမှန်ပါတယ်ဗျာခမရကဘယ်သူလဲဗျာအရင်ကမှဆိုင်းရတာအရှိတလှမ်းတက်လိုက်ပြီးတော့ဒါကျုပ်ရဲ့အဘာဗျနှစ်တထောင်ရုပ်ကသောဘိုးဘိုးကြီးပဲဗျဥပဒါလည်းအလူးလဲနဲ့ကုန်းထားတယ်ဗျာ မင်းမင်းကဘယ်လိုလုပ်ပြီးတော့ယူဆုံးနဲ့ပေါင်းနေတာလဲပေါ့ကျုပ်ကငငယ်ကလေးကယူဆုံးဖော်ကိုကျင့်လာတာဗျဒါဆိုမင်းကမှော်အောင်သွားလာလားဒါပေါ့ဗျာကျုပ်ကိုနှစ်တီတီတုံးနဲ့ထဲကညောင်မီးနဲ့အောင်ပါလိုက်ကျင့်ရတယ်ဗျနောက်ဆုံးတော့မှကျုပ်ရဲ့အဘကိုပြန်တွေ့ပြီးတော့ကျင့်နေအောင်အောင်သွားခဲ့တာပဲဟိုနေဆဲမောင်ကမင်းရဲ့အဘဆိုတော့ဟုတ်တယ်ဗျဘူဘိုးကြီးနဲ့ကျုံနေရဟိုးအရင်ဘွားတကူကအသားဖတော်သက်ခဲ့အဘိုးဘိုးကြီးကကျုပ်ကိုချစ်ခင်ပြီးတော့အပြန်လည်အနေနဲ့ကျုပ်ကိုစောင်းချောက်ခဲ့တာပဲဗျဩငါသဘောပေါက်ပြီကွာ ဒါကြောင့်လည်းမင်းကအရာတန်းကိုသိနိုင်မြင်နိုင်ကြားနိုင်နေတာပဲ။မင်းရဲ့ဘိုးဘိုးကြီးစီကအကြမ်းတဲ့အမြင်နဲ့အသိတတ်တွေရထားလို့မဟုတ်လား။အဲ့ဒီခါမှာဆန်းရတာလည်းခေါင်းချိန်လိုက်ပြီးတော့မှန်တာပေါ့ဗျာ။ဒါနဲ့ပဲကောင်းအောင်ပါလေ။ဘိုးဘိုးကြီးရောက်နေတဲ့နေရာအစည်းအဝေးလူတိုင်းမမြင်တဲ့လူတွေတောင်းဘိုးဘိုးကြီးရဲ့တကူနဲ့ခိုင်းစားလို့ရတယ်ဗျ။ဥပဒါအရှိဟုတ်တို့ပြီးတော့လက်အုပ်ချီတယ်ဗျ။ကျုပ်ကျုပ်တောင်းမှန်ပါလေဘိုးဘိုးကြီး။ကျုပ်မသိလို့စော်ကားမိသလိုဖြစ်သွားပါလေ။ကျုပ်ကိုခွင့်လွှတ်ပါ။ရရှိသေးတော့မင်းကငါခွင့်လွှတ်တယ်။ ဒါပေမဲ့ငါသားကမင်းနဲ့ပါလာတဲ့ကောင်လေးကိုခွင့်မလုပ်ဘူးပေါ့ဥပဒါလည်းဆိုင်းရတာဘက်ကိုလှည့်ပြီးတော့လက်အုပ်ချီတယ်ဗျဟိုသူ့အစားဦးလေးရပဲတောင်းပန်ပါတယ်ငါတို့ရငါတို့ရစိတ်ကိုရှော့လိုက်ပါသူသေးသွားလို့လည်းငါတို့ကဘာအကျိုးမှမရှိပါဘူးဆိုင်းရတာဆိုတဲ့ကောင်ကလည်းဟင်းကလေးမဲပြုံးပြုံးလိုက်တယ်ဗျကျုပ်ကိုစော်ကားတဲ့ကောင်တွေကိုကျုပ်ကအချိန်မထောက်ဘူးဗျ။ဟိုအထက်လန်းကောင်ကိုလည်းတစ်ချိန်ကျရင်တပ်ပြုံးမှာ။ဒီကောင်ကဖျားတရားမဲနေတော့ကတ်မရသေးလို့ခမရရဲ့တူကိုလည်းကျုပ်ကဇီဝင်ချုပ်ပြန်မှာ ယုံကလည်းတောက်ချက်ခေါက်ပြီးတော့ခြုံွယ်ထဲကနေထွက်လိုက်တယ်ဗျကျုပ်ပြင်ဒေါသတွေထွက်လို့လို့ညောင်မယောက်ကိုဘယ်လိုရောက်သွားတယ်လဲမသိပါဘူးဗျဥပဒါတော်ပြီဗျဒီလိုကောင်တောင်းမယ်ရအောင်မရှိဘူးကျုပ်ရောက်သွားတော့အားလုံးကလည်းအံ့ဩသွားတာပေါ့ကိုင်းနဲ့ရင်မောကတော့ခြုံပုတ်ထဲကနေထွက်မလာဘူးဗျညင်ကုတ်ပြီးတော့နေကြတယ်ယုံကလည်းဆိုင်းရသားကိုလက်ညှိုးထိုးလိုက်ပြီးတော့ဟဲ့အောင်မိယောက်ျားမဟုတ်ဘူးလားယောက်ျားဆိုတော့ယောက်ျားလို့ရှင်းရမှာပေါ့ကွာဆိုင်းရသားကကျုပ်ကိုမျိုးလုံးကြီးပြူးပြီးတော့ကြည့်တယ်ဗျ ။ဟိုဒါနဲ့နေတမ်းပါဘူး။မင်းတို့ကငေါ့ဘာဖြစ်လို့ရမ်းချခြင်းလားလေကွာ။အေးဒါကတော့မင်းကမနှင်းကြီးကိုအီစီကလီလုပ်နေလို့ပေါ့ကွာ။ငါပြောတာဟုတ်တယ်မဟုတ်လား။ဆိုင်ရသားမျက်နှာချက်ပြတ်သွားပြီးတော့သူ့ဘောက်ကိုကြည့်လိုက်တယ်။အဘအဖိုးကြီးကကျုပ်ကိုပြုံးပြီးတော့ကြည့်လိုက်တယ်ဗျ။သူ့မျက်လုံးကဝင်းငနယ်လက်သွားတာပဲဗျ။ကျုပ်ကလည်းအန်ဟောပြီးတော့ငေးကြည့်နေမိတယ်။ဟာလက်ကောင်ဥပဒါအော်ပြီးတော့ကျုပ်ရှိကိုပြေးလာတယ်ဗျ။နောက်တော့သူ့လဝါကိုဖြတ်ပြီးတော့တားလိုက်တယ်။ဒါပေမဲ့သူကလည်းမတားနိုင်ပါဘူးဗျ။ ယုတ်ကတော့ပြစ်လွှတ်တဲ့ဆက်တွေထိမှန်ပြီးတော့ဥပဒေအရကျောနေရသလုံးကဖင်ထိုင်လဲပြီးတော့မြေကြီးပေါ်မှာညွတ်တိုက်ပြီးတော့ဆယ်ပေလောက်ထိလွင့်သွားတော့တာပါပဲ။ယုတ်ကလည်းကုန်းထားလိုက်ပြီးတော့ဥပဒေအကိုပြည့်တွဲလိုက်တယ်ဗျ။လူကလည်းမူးနေတာဆိုတော့ကရုံငရင်ပေါ့ဗျာ။ဥပဒေကြီးကအတော်စိတ်ဆိုးသွားပြီးတော့ယုတ်ကတော့ကြီးကိုကြည့်လိုက်တယ်ဗျ။ဟဲလူကျောက်တူကိုမထိနဲ့လို့ခမောင်းကိုပြောထားတယ်နော်။အော်မာမင်းစကားပြောတာရိုင်းလာကြီးလားကွာ။မင်းလိုဆုံးအဆုံးပဲရမယ်ငါ့ကိုရှင်းနိုင်မယ်ထင်လို့လားကွာ။ဥပဒေကလည်းအန်ကျိလိုက်တယ် မေယိုကြီးတို့ထင်းသွားတာပဲဗျ။ကျုပ်တောင်းပန်တာအလကားတောင်းပန်တာမဟုတ်ဘူး။ခမားထီးလိုက်မှဆိုလို့တောင်းပန်နေတာ။ခမားပြဿနာမဖြစ်ချင်ကျုပ်တောင်းပန်တာကိုလက်ခံပြီးတော့ပြန်လိုက်တော့နော်။အော်မဒီဆုံးကကြီးကြီးတည်ချင်တယ်။ကိုင်လာသန်းဟိ။ရုပ်သိုးကြီးကလက်ညှိုးနဲ့ထိုးထည့်လိုက်ပြန်ပါလိမ့်ရောဗျ။တစ်ချိန်တည်းမှာပဲဥပဒရဲ့ခေါင်းကလင်းရောင်နေထွက်လာပြီးတော့အမောက်ကြီးသုံးခုကပေါ်လာပါရော။ရုပ်သိုးကြီးလွှတ်လိုက်တဲ့ဆက်တွေကဥပဒနဲ့ကျုပ်ကိုမထီတော့ဘဲနဲ့ဘေးကိုလွှဲသွားပြီးတော့မြေကြီးပေါ်ကိုကျသွားတယ်ဗျ။ မြေကြီးပေါ်မှာတော့တစ်ဖက်ဖက်អော်ပြီးတော့တွင်းနေဖြစ်သွားတယ်။ឧបသာရဲ့အမောက်ကြီးကိုကြည့်ပြီးတော့အားလုံးကအာအသက်နေတာပေါ့ဗျာ။ឧបသာကလက်အုပ်ချီလိုက်ပြီးတော့ရွှေရောင်ဆင်းရွှေရောင်ဝင်းနဲ့ရွှေအမောက်မှာနန်းဆောက်ဆံပြောတဲ့ဂန္ဓဘာနမင်းကြီးကိုကျွန်ုပ်ကဆင့်ခေါ်ပါလေ။ឧបသာရေုပ်လိုက်တဲ့ဆိုရင်ပဲသူ့ရဲ့ငယ်တဲ့အလင်ကောင်ကရွှေရောင်အမောက်ကြီးကပြိုးပြက်ပြက်ရောင်နေထွက်ပြီးတော့ရွှေရောင်လုံးကြီးတစ်လုံးကမိုးပေါ်ကိုထွက်လာတယ်ဗျ။ကျုပ်ဖြင့်တစ်ခါမှမမြင်ဘူးပါဘူးဗျ။ឧបသာကဆက်ပြောတယ်ဗျ။ မျောရဲမှာဆံပြောတဲ့အစိမ်းအောင်ကိုစင်းတဲ့ရက်ခမင်းကြီးကလည်းကိုရောင်ကိုဝါတောက်ပသွားနဲ့ကိုထင်ပြတော်မူပါအဲ့ဒီလိုလဲပြောလိုက်ရောအစိမ်းအောင်အငွေတွေတောက်နေတဲ့အမောက်ထဲကနေအစိမ်းအောင်လုံးကြီးတလုံးကထွက်လာပြန်ပါရောတခါနောက်ရက်မှာအရင်ဒီအနီရောင်အမောက်ကိုကုနဲ့နာဂဒေဝီနဂနီကိုလည်းကျွန်တော်မျိုးကပင်းဖိတ်တော်မူပါတယ်အခုရက်ဆိုကြွားမြဲတော်မူပါနာဂဒေဝီနဂနီခမဥပဒါအွန်လိုင်းပြန်တော့အနီရောင်အမောက်ကြီးတွေကနေအနီရောင်ဘော်လုံးကြီးကထွက်လာပြန်ပါလေရောဗျာ ဝေါ်လုံးကြီးသုံးလုံးကမိုးပေါ်ကိုပြန်တက်သွားပြီးတော့တခါအလင်းတွေကထွက်ပြီးတော့ပြန်ဆင်းလာပါရောရွှေအောင်လုံးကြီးကရွှေအောင်နေမင်းကြီးဖြစ်သွားတာဗျဇက်တွေထဲမှာဝေးကြတဲ့ပုံစံအတိုင်းပါပဲဗျအစင်းရောင်ကတော့ဘလူးမင်းကြီးဗျတန်ချက်ကဝစ်စုံတစ်မျိုးကိုလည်းဝတ်ထားသေးတယ်ကျုပ်ကတော့အဲ့ဒီပုံစံကိုတခါမှမမြင်ဘူးဗျအနီအောင်လုံးကြီးကတော့ငကားကြီးတကောင်ဖြစ်သွားတာဗျခေါင်းမှာလည်းအချုံတက်တွေအစုံပဲဗျဥပဒါကြီးဒီလိုဆွမ်းမန်းကိုကြုံမသိဘူးဗျကောင်းကင်ပေါ်မှာမီးရောင်စုံတွေတောက်ပြီးတော့ဥပဒါရဲ့နာမည်ငကားမင်း ဘလူးမင်းနဲ့နှစ်တထောင်ရုပ်သူဘိုးဘိုးကြီးနဲ့ဆော်ကြပါလိရောဗျာအလင်းအောင်နေရာဝင်းငနယ်လက်ခနယ်ဖြစ်သွားလိုက်မှောင်ကျသွားလိုက်နဲ့လေတွေကလည်းတုံးုံနဲ့တိုက်နေလိုက်တာများညောင်မင်းဆိုရင်ဘဲညာကိုရင်းထိုးနေတာပါပဲဗျာကိုရင်နဲ့ရင်မောင်တွေကခြုံပုတ်ထဲကနေကုန်းထလာကြတယ်ဗျာဟာလူချမ်းရဲ့နတ်ချမ်းမခံနိုင်ဘူးတဲ့ဟေးအဲ့ဒီခွေးကောင်ကိုဆော်ကြဟာကိုရင်ရဲ့လက်ထဲမှာလည်းတေသားချောင်းရင်းတစ်ချောင်းကိုကိုင်းလို့ဗျာရင်မောင်နဲ့ကိုရင်ကလည်းညာတန်ပေးပြီးတော့ခြုံထဲကနေပြေးထွက်လာကြတာဆိုင်းရသားလည်းဘာလို့မှမသိတော့ဘဲနဲ့ကြောင်ငေးကြည့်နေတာပေါ့ဗျာ ယုတ်ကလည်းအားတွေတက်လာပြီးတော့ဆိုင်းရံသာစီကိုပြေးခဲ့တာပေါ့ဟမ်မြင်းသာရွာငအေးတယ်ကွာကိုကြီးကလည်းအားရမရအော်ပြီးတော့ဒုံးနဲ့ပြေးဝင်လာတယ်ဗျကန်ဆိုးကျင်တော့ညောင်မြေတစ်ခုနဲ့ခြေထောက်နဲ့တိုက်မိပြီးတော့ဘိုင်းငလေးချော်လဲကြသွားတယ်ဗျကိုအေးတယ်ဆိုရင်ရင်မောတော်သေးတယ်ဗျဆိုင်းရံသာစီကိုပြေးခုံဝင်ပြီးတော့လက်သီးနဲ့မျက်နှာကိုထိုးချလိုက်တာဗျဒါပေမဲ့မူးနေတော့လက်သေးကဆိုင်းရံသာမျက်နှာစီမြောက်ပင်းနဲ့ဘေးကိုတရောင်လောက်လွဲလာပြီးတော့ညောင်မင်းကြီးကိုထိုးမိသားပါလေရော။ကျုပ်ကလည်းအတင်းပြေးဝင်ပြီးတော့လုံးထယ်လိုက်တာပဲဗျာ ဆွဲမိဆွဲရတယ်လျှောက်ဆွဲတော့ဆိုင်းရတာဝေးထားတဲ့ပစိုးကြီးကိုဆွဲမိတာပေါ့ဗျ။ကျုံဝင်လုံးတော့ညင်မောင်လည်းဆိုင်းရတာကိုနပန်းဖက်လုံးနေဗျ။ကျုံတို့တော့သာညောင်မင်းချင်းမှနပန်းလုံးနေကြတာပေါ့ဗျ။ဆိုင်းရတာကတော့အော်ရှာတယ်ဗျ။အဘအဘရေကဲပါဦးဗျ။သူ့ဘာလည်းအလုံးများနေလို့မကယ်နိုင်ဘူးထင်ပါတယ်ဗျ။ကျုံနဲ့ညင်မောင်နဲ့ကသူ့ကိုဝိုင်းတွေကြလို့ဆိုင်းရတာတယောက်ကရုပ်သုံးမကယ်နိုင်ပါဆိုပြီးတော့ဖြစ်နေတာပေါ့ဗျ။မူးမူးနဲ့ဆိုတော့မိရောင်စော်တာပဲဗျအကျုပ်ရှိမှခြေစလုံးချောင်းကိုတွေ့တာနဲ့ကျုပ်ကလည်းဖတ်ကြိုက်ထဲတာပဲ အော်သေပါကြီးကွာအဲ့ငါချလာအောင်ကွာအတန်ကတော့ရင်မောင်းအတန်ပဲဗျသူ့အတန်ကြတော့မှရင်မောင်းခြေသလုံးမှတီးပြီးတော့ပြန်လှုပ်ပေးလိုက်ရတယ်ရင်မောင်းလည်းလက်သီးတဲ့ဒေါ်လုံးမီဒေါ်လုံးဆိုင်ရတာကိုပြစ်သွင်းတာပေါ့ဗျာဒါပေမဲ့သူ့လက်သီးကကျုံနံချောင်းကိုပဲလာလာထိုးနေတာဗျဟုတ်ကိုရင်မောင်းခမားထိုးတာကျုံဦးဗျကျုံဖြစ်နေတယ်ရင်မောင်းလည်းအထိုးရက်သွားတယ်သူ့ရောသားထိုးတော်ထိုးနေတယ်ဗျဘသူ့ကိုဘသူကထိုးနေမှန်းတော့မသိပါဘူးမကြပါဘူးကျုံလည်းသပင်တစ်ဖက်ကိုဆွဲလိုက်မိတယ်ကိုရင်မောင်းဒါခမားသပင်လား ဟေးမဟုတ်ဘူးကွာဟိုဒါနဲ့ငါဆွဲထားတာဟောမင်းသမီးလားအမဟုတ်ဘူးဗျဒါဆိုသေးကြပြီဟေးဒီဟာဟိုကောက်သမီးမဲဆွဲစမ်းဟာကျုံးနဲ့ရင်မော်လည်းကင်မီတဲ့သမီးဖုတ်ကိုအောက်ကိုဆွဲတာပေါ့ဗျာမျက်နှုတ်တလို့ဝိုင်းဆွဲကြတာဗျအဆွဲခံရတဲ့လူကလည်းအော်လိုက်တာမှအတန်ုံပြဲနေတာပဲဟိုကျုံးတို့ကလည်းသမီးကိုဆွဲနေတဲ့ဒီအတန်ုံချဖို့ပါတယ်ဆိုပြီးတော့ထင်နေမိတာဗျဒီကောင်လေးမင်းတို့ဆွဲနေငါသဘင်ကွဗျာကိုကိုရေးလားတို့တို့ကလည်းသဘင်ကိုအမြန်လှုပ်လိုက်ရတယ် ဝတ်တော်ထွန်းနဲ့ဆွဲတော့ကျုပ်လက်ထဲမှာတော့မှသဘင်တွေကတထွေးကြီးပါလာသေးတယ်ဗျာကျုပ်ကလည်းတရားခံဖြစ်ပါဆိုတာနဲ့သဘင်တွေကိုလက်ထဲကနေခါချလိုက်တာပေါ့ကျုပ်တို့နောက်ကထားလိုက်တော့ကျုပ်တို့ကြောင့်အနေကိုကြီးကထွက်လာတယ်ဗျာအေးကောင်နေမင်းတို့မင်းတို့ကွာငါ့ကိုလုံးရဲတယ်ကွာဒါဆိုဦးကောင်ဘယ်ရောက်သွားတာလဲဗျာကျုပ်တို့ကလည်းမေးပြီးတော့ရွာထဲကိုကြည့်လိုက်တော့ဆိုင်းရံသားတယောက်ကရွာထဲကိုပြန်ပြေးတာတန်းနေတာပဲဗျကျတော့လေသူ့နောက်လိုက်မယ်လို့နေတော့မှတောက်ခေါက်တဲ့အင်ဂျီကြီးကိုကြားရတယ်ဗျ။အားလုံးရဲလိုက်ကြတယ် ကျွတ်တို့လှည့်ကြည့်လိုက်တော့မိမတယောက်ဗျအနဲ့အောင်အင်ဂျင်ဝစ်ထားတယ်အဲအောက်ကထမိန်ကလည်းအနက်ပဲဗျထမိန်သားမှာတော့အဖြူအောင်ပိတ်စာပါပါလေးတွေပါတယ်ပုံတော်ဖက်နဲ့မနေမမြင်လေးကိုစီးထားလားဗျအသားကတော့ဖြူဖြူပဲမျက်နှာပေါက်ကလည်းကြည့်ကောင်းနေဗျကွန်းစားထားလို့လားမသိဘူးနှခမ်းလေးတွေကနေနေတာပဲဗျသူ့လက်ပင်မှာတော့မွေနေကြီးတကောင်ရစ်ခွင်နေတယ်ဗျအဲ့ဒီမိမရောက်လာပြီးတော့လက်ဖြောက်ချက်တီးလိုက်တာနဲ့စက်တွေပြန်လှုပ်ပြီးတော့တိုက်ခိုက်နေကြတဲ့ရုပ်ကစိုးကြီးရောဥပဒါရဲ့အဆောင်တွေအားလုံးကလည်းငြိမ်သွားကြတယ် ။ဥပဒါကြီးကလည်းအဲ့ဒီမိမကိုတွေးတာနဲ့စောင်းချောက်ထိုင်ချလိုက်တာပဲဗျ။သူထိုင်တော့ကျုပ်တို့ကလည်းဘူးမသိဘာမသိနဲ့လိုက်ပြီးတော့ထိုင်ရတာပေါ့ဗျ။ဟေ့ဟောင်းလေးအနောက်မေတော်ကြွလာတာကွာမျိုးမသိမလို့ကြနဲ့။အဲ့ဒီမိမကအနောက်မေတော်ဆိုပဲဗျ။နောက်တော့သူ့နောက်ကနေမွေကြီးနှကောင်ထွက်လာတယ်ဗျ။ဟိုငန်းပုတ်လိုမွေဟောက်လိုမွေကြီးနေဗျ။ဗပင်းနေထောင်ထားကြတာတကောင်းတကောင်းကိုကျုပ်တို့တရက်လောက်ရှိတယ်ဗျ။မင်းတို့လုံနေတာတွေအထက်တက်တွေတင်းမင်းတို့အကုန်ပြစ်ပေးခံရလိမ့်မယ်နော်။နောက်မယ်တော့ဥပဒေကိုကြည့်ပြီးတော့ မင်းကတော်တော်ဆွမ်းနေပါလားကွာမင်းကငါမမြင်ဘူးပါဘူးမင်းကဘာတူလဲကျုံနယ်မေကသားနေမှာဟိုးအရှိဘက်မှာနေပါတယ်အရှိဘက်မှာနေတဲ့လူကသူမရဲ့ကိုလာပြီးတော့ပညာကုန်ထုတ်သွင်းတာငါ့ကိုမျိုးမသေးလို့တာဥပဒါလည်းလည်းအုတ်ချီလိုက်ပြီးတော့မမဟုတ်ပါဘူးမေတော်ရဲ့မေတော်ကိုမျိုးမသေးလို့တာမဟုတ်ရပါဘူးခင်ဗျာဟိုကျုံမှာအတတ်အနေရရှိတာနဲ့စောင်းရှောက်သူတွေကိုဆက်ခေါ်လိုက်ရတာပါအနောက်မေတော်ကဥပဒါနာကိုလမ်းလျှောက်လာတယ်ဗျပြီးတော့ဥပဒါရဲ့ခေါင်းကိုတတ်တယ် ေမင်းကတဲဆောင်သူပဲကွာဘသူရဲ့ဝင်ကိုမင်းကတဲဆောင်နေရတာမှန်ပါမေပြင်းရဲ့ဝင်ပါမေတော်ကျုပ်မေရမေပြင်းပါဥပဒါပြောလိုက်တော့အနောက်မေတော်ကတစ်ချက်မဲ့သွားတယ်ဗျဟောလာပြန်ပြီလားဒီမေပြင်းကဲထားပါတော့အနောက်မေတော်ကလည်းရုပ်စိုးကြီးကိုကြည့်တယ်ဗျကဲဘိုးဘိုးကြီးတို့ကလေကိုယ့်နေရာကိုမနေဘဲနဲ့ဘာလို့ဒီကိုရောက်နေရလဲလူလူချင်းဖြစ်တဲ့အချိန်မှာနှက်တွေဝင်မပါဘူးလို့အထက်နှက်တွေကမိန့်ထားတယ်မဟုတ်လားလူလူချင်းဆိုပေမဲ့ဒီလူကကျုပ်ရဲ့သားဗျာ ဘယ်တော်ကလဲပြောင်းလိုက်တယ်။အေးတန်တရာတခြားမှာလူတန်းကဆွေမျိုးတော်ခဲ့တာပဲဘိုးဘိုးကြီးကဘိုးဘိုးကြီးမှာရောတခြားသားသမီးတွေကမရှိတော့ဘူးလားအဲ့ဒီလူတွေတန်းရောအခုလိုဆောက်ရှောက်ပြီးတော့သူတော်သမီးကိုလှုပ်ပင်နေမှာလားဘိုးဘိုးကြီးရုပ်ကစိုးကြီးကလည်းပါသက်ပိတ်သွားတယ်။ကဲထားလိုက်တော့အားလုံးပဲကိုယ့်နေရာကိုပြန်ကြပါ။ဘိုးဘိုးကြီးကလည်းအထက်နဲ့တွေပြပေးတာမှခံကျင်တော့ဒီလှုပ်တွေကိုရက်တန်းကနေရက်လိုက်ပါ။အဲ့နောက်မှာမေတော်ဥပဒါရဲ့ဘက်ကိုလှည့်လိုက်ပြီးတော့နေမေမေပြေကိုငါနှင်းတယ်လို့နေကိုလည်းငါနှင်းမယ် ။နောက်ခဏရကြတဲ့အခါမှာလင်းဒီနေကနေထွက်သွားမယ်။နောက်ထပ်ခြေတလန်းမချနဲ့တော့။တဲဆောင်သူကအဆောင်ချောက်တွေကိုထုတ်သွင်းတယ်ဆိုတာဘလောက်ကြီးလေးတဲ့အပြက်လေးဆိုတာနေသိတယ်မဟုတ်လား။ဟုတ်ကဲ့။တိတိပါတယ်မဲတော့။အခုနေရတွင်ထွက်သွားကြပါ။မတော်လို့ကတော့ငါကြောင့်နေလို့တိစီရမယ်တော့။မဲတော့ပြောတဲ့အတိုင်းပါပဲ။အဲ့လိုပြောပြီးတော့ဖြုတ်ခနဲ့ပျောက်သွားတာဗျာ။ကျောက်တော်ပြင်ဆောင်းဆောင်ကြီးနေထိုင်ပြီးတော့ကျောင်းစီစီကြီးတွေကြံခဲ့ကြတာဗျာ။ယုတ်ကတော့ဘဘကြီးဆိုတာလည်းမရှိတော့သလိုဥပဒါကြီးစီကအကောင်တွေကလည်းတကောင်းမှမရှိတော့ဘူးဗျာ ကျောက်ကလည်းဥပဒါကြီးကိုပြေးထူရတယ်။လက်ပန်းလေးလုံးတာတာဆိုတော့လူတွေကလည်းဖုံးလေးလူးပြီးတော့လူယုံမပေါ်တော့ဘူးပေါ့ဗျာ။ကိုကြီးကိုတွဲပြီးတော့သူ့ရဲ့အောက်ကဆင့်မှထားခဲ့တာပေါ့ဗျာ။ရင်မောင်တော့ကျောက်ကလည်းတိတ်မတွဲနိုင်လာနဲ့ကျောက်တို့တဲတဲကိုပဲထည့်လိုက်တယ်။ဥပဒါကတော့တော်တော်ပင်ပန်းသွားလို့နားနေတယ်ဗျ။သူ့ကောင်မှပေးနေတဲ့ဖုံးလေးကိုကျောက်ကရေဝဲတစ်ခုနဲ့တုပ်ပြလိုက်တယ်ဗျ။ဥပဒါရဲ့တကူလုံးမှလည်းပုံးရပဲ့ရတဲ့နဲ့သွေးတွေတောင်ဆုတ်နေတယ်ဗျ။တချို့နေရာတွေဆိုရင်လည်းအညုံမဲတွေဆွဲလို့ဗျ။ဟိုဥပဒါကျောက်ကိုပြုတ်စီပေးဗျ။ကျောက်ဆေးလူပေးမယ်။ ဥပဒါရဲ့ဒဏ်ရာတွေကိုလှန်လှောပြီးတော့ဆေးလူပေးတာပေါ့ဗျာ။ဟိုဒါနဲ့ဥပဒါကြီးရုပ်ကသုံးမော်ဆိုတာဘာလဲဗျ။အေးလောကမှာမော်ဆိုတဲ့ဟာလည်းရှိတယ်ကွာ။မော်တွေထဲမှာသူရဲ့တရီမော်တို့ရုပ်ကသုံးမော်တို့ဆိုရင်တိတ်ကိုစွမ်းတာ။မော်ဆိုတာကျင့်တယ်တခုပဲကွာ။ကျင့်တယ်ကတော့တိတ်မခတ်ပေမဲ့အဲ့ကျင့်တယ်ကိုအောင်မြအောင်ကျင့်ကြံနိုင်ဖို့ကဇွဲလုံးလာလဲလိုအပ်တယ်လို့အဖြတ်တွေကလည်းအမျိုးမျိုးဝင်တတ်တယ်။ရုပ်ကသုံးမော်ကိုအောင်မြင်သွားရင်တော့ရုပ်ကသုံးကကိုယ့်ကိုစောင်းချောက်တယ်ကွာ။ အယုတ်ကသိုးတွေတက်တဲ့အမြင်တဲ့အကြားတဲ့အသီးတက်တွေကိုကိုကလည်းတဆင့်ယူပြီးတော့သုံးလို့ရတယ်။ဟိုဒါနဲ့ကြုံကြမှုတာတော့ယုတ်ကသိုးဆိုတာလူကောင်းနေမဟုတ်လား။ဥပဒါကလည်းခေါင်းခါလိုက်ပြီးတော့အောက်နဲ့တည်းဆိုတာလူတွေလိုပဲပေါ့ကွာ။ကို့ဘော်ကောင်းရင်ပြန်ကောင်းမယ်။ကို့ဘော်မကောင်းရင်ဆုံးမယ်ပေါ့။ဒုက္ခလည်းခေါင်းချိန်လိုက်တယ်ဗျ။哦ကျုပ်သိပြီဒါကြောင့်ဒီကောင်ရင်မောင်ပြောခါစေတော့ဒီကောင်ဘာမှမဖြစ်တော့ဘူးအေးရုပ်ကစိုးဆိုတာလေအောက်နဲ့ပဲကူကွာ ဟိုဒါနဲ့ဥပစာကိုရီးယားအကောင့်တွေရောဘာတွေလဲဗျပြီးတော့တဲဆောင်သူဆိုတော့အမင်းနားလည်အောင်ပြောမယ်ဆိုရင်တော့ဆုံးနေဆွမ်းနေကဝေးတွေဆွမ်းနေဆိုတာနှစ်ပိုင်းရှိတယ်ကွာပညာရပိုင်းအရာလည်းအဆွမ်းထက်တယ်လို့အဆောင်ရှောက်တွေကြောင့်လည်းအဆွမ်းထက်တယ်အဆောင်ရှောက်တွေဆိုတာကတော့ဂန်တဲ့ပါဆိုတဲ့အောင်းနဲ့တွေအနောက်ပြီးတော့ဘလူးတွေနဂါးတွေတူယောင်တွေလူနီတွေစုံလို့ပေါ့ကွာဟိုသူတို့ကဘလူးရောက်လာကြတာလဲဗျမင်းကပြောဖို့သူလိုပဲ one name ပါတယ်ဆိုတာအဲ့လူနဲ့အထက်ဘက်ကောင်နဲ့အထုံရည်သက်ပါပြီးတော့ ဝမ်းကြတိုက်ထဲမှာလက်ပုံနဲ့နဲ့တည်ပြီးတော့နေထိုင်တာပေါ့ကွာသူတို့ကဆွမ်းနေတော့ကိုယ်ကလည်းစိတ်ထဲကနေကြံလိုက်တာနဲ့သူတို့ကအသိပြီးတော့သူတို့ဆန်းနဲ့လုပ်ပြတာပေါ့ကွာဥမာမင်းဝမ်းထဲမှာဒီလိုပုံကွာရှိတယ်ဆိုပါတော့မင်းကထင်းချောင်းယုံဘွေဖြစ်ပါသေးလို့စိတ်ကူးလိုက်တာနဲ့အဲ့ဒီပုံကွာသူဆန်းနဲ့မွေးကြီးဖြစ်အောင်လုပ်ပေးလိုက်တာအော်ထူးဆန်းလိုက်တာဗျာအေးဒီလိုသူ့လိုလိုဖြစ်လာတာမဟုတ်ဘဲနဲ့အစင်ဆက်လက်ဆင်ကမ်းလာကြတဲ့ပုံကူတွေကလည်းရှိတယ်ကွာအခုငါစီရပုံကူတွေဆိုရင်တော့ငါအမေကငါ့ကိုလက်ဆင်ကမ်းပေးလိုက်တဲ့ပုံကူတွေပေါ့ကွာ ဆုံးဆိုတာမျိုးတစ်ဆက်ကျော်တယ်လို့မင်းကြမှုတယ်မဟုတ်လားကွာဒီတော့ငါမေကဒီပုဂ္ဂိုလ်တွေရဲ့အဆုံးကိုဓာတ်ရအောင်လို့ရပါမယ်သူသားငါကြတော့စက်ခံသူမဟုတ်ဘဲနဲ့တဲဆောင်သူလေးကွာဒီတော့ဒီပုဂ္ဂိုလ်တွေကိုတဲဆောင်ုံပဲတက်နိုင်တယ်ကွာသူတို့ရဲ့အဆုံးကိုဓာတ်ရမသုံးနိုင်ဘူးအသုံးဝင်လည်းမရှိဘူးဒါပေမဲ့ငါအနေဖြစ်မဲ့ငါမျိုးသက်ကြရင်တော့ तू ကစက်ခံသူဖြစ်သွားပြီးတော့ဒီပုဂ္ဂိုလ်တွေရဲ့အဆုံးကိုဓာတ်ရအောင်နိုင်လိမ့်မယ်ကွာဟာဒါဆိုရင်တော့တော်တော်ဆန်းမှာပဲဗျဟိုဒါဆိုဥပဒမေဒေါ်ပြင်းကြီးကတော်တော်ဆန်းတာပဲနော်ဟုတ်ရင်လည်းဟုတ်မှာဗျအဖေကလည်းကြောက်ကိုဒေါ်ပြင်းအကြောင်းကိုပြောဘူးတယ် အတို့ရမှာတဲ့အခုလက်ရှိနေတဲ့လူကြီးရဲ့တဲ့ဒေါ်ပြင်းကြီးတက်ခဲတဲ့လူကပိုများတယ်တဲ့အဲ့ဒါဟုတ်လားဥပဒါလည်းမျက်နှာချက်ပြတ်သွားတယ်လူတွေကခြေကပြောကြတာပါကွာကဲပါအဲ့ဒါတွေပြောမနေနဲ့တော့ငါလည်းအိတ်ချနေပြီကွာအိတ်တော့မယ်ကွာဥပဒါကစကားသဖြတ်လိုက်တာနဲ့ကျုပ်ကလည်းရင်မောင်းဘေးနာမှာအိတ်ချလိုက်တာပေါ့ဗျာရင်မောင်းတော့တခေါက်ခေါက်နဲ့ဟောက်တောင်နေပါပြီမနလင်းတော့ကျုပ်တို့ကလည်းနိုးလာတာပေါ့ဗျာရင်မောင်းတော့နိုးနေတာကြာနေပြီးတော့ငုတ်တုတ်ထိုင်နေသေးတယ်ဗျကျုပ်လည်းတဲပေါ်နေဆင်းလဲရောသူကကျုပ်ကိုလက်ကုပ်ပြီးတော့ ။ဟိုအလက်ကောင်ညာငါထူးဆန်းတဲ့အိမ်မက်မက်တယ်ကွာ။ငကားတွေရောရုပ်ကစိုးတွေရော ပြီးတော့ငါတို့ကလည်းနဗန်းနေဖတ်လုံးလဲရတာမောလိုက်တာကွာ။ကျုပ်ကလည်းမသိညာဆောင်လဲရတာပေါ့ဗျာ။ဟိုဗျာຫນွေလဲအိမ်မက်ခရောက်ခရဲတဲ့။အာမင်းကတော့လောက်ပြီ။ငါကြားဘူးတာဆောင်းနေအိမ်မက်ခရောက်ခရဲပါကွာ။အဆောင်းဖြစ်ဖြစ်ຫນွေဖြစ်ဖြစ်တူတူပါပဲကွာ။အကျုံတို့ညာရက်ဆိုင်နေပြန်လာပြီးတော့ဒီမှာအိတ်နေတာပဲလေခမောင်ဘာမှမမှတ်မိဘူးလားရင်မောင်ကခေါင်းခါပြတယ်ဗျာ အရမ်းမတော်ဘူးတဲ့လူကအရက်တွေအများကြီးတောက်ပြီးတော့ခေါင်းနေကိုက်နေတယ်ထင်ပါရဲ့ဗျာ။ "तू အိမ်မက်လို့ထင်နေတာပဲကျုပ်တို့တည်းခန်းကောင်းကောင်းဗျ။ကိုကြီးကတော့ဒီเจ้าကိုသိတော်မသိဘူးဗျ။အေးလေ၊ तू ကမူးမင်ဘာဆိုဘာမှမသိတတ်တဲ့လူကို तू ကဒီဘက်ရင်ကိုကုလာပြီးတော့ကျုပ်ကိုပြောသေးတယ်ဗျ။အိုအလက်ကောင်ကြီးညာဘာဖြစ်တယ်လဲမသိပါဘူးကွာငါကောင်းကြီးကကျိန်ဆန်နေတာပဲဟာကျုပ်ကလည်းရည်ကျင်သိက်ကိုထိန်းထားရတယ်ဗျညာသူ့ရဲ့သမီးကိုကျုံ့နဲ့ရင်မောင်းနေကဝိုင်းဆွဲတဲ့လက်ချက်ပေါ့ဗျာ ဟိုဒါနဲ့ရင်မောကခေါင်းနေကြိုက်ပြီးတော့လေချောင်းနေနာနေလို့တဲ့ဗျကျုပ်ကပြောလိုက်တော့ကိုကြီးကအနောက်ကိုရောက်လာပြီးတော့အာအဲ့တော့ဆိုရင်ပြန်ဖြေမရောက်တော့မယ်နဲ့တူတယ်ဟာဟိုဘလို့ပြန်ဖြေတာလဲဗျဟဲ့ကောင်ရအရက်နာကြတာကိုအရက်နဲ့ပြန်ဖြေမရတယ်တဲ့ကွာဒီနေ့ရတဲ့မစင်ကွာမင်းတို့နဲ့အတူတူသွားပြန်ဖြေအောင်ဟာဗျာကိုကြီးကလည်းအစောကြီးချိန်သေးတော့ကိုကြီးကလည်းကျုပ်ကနားမလဲတယ်လို့ကြည့်လိုက်ပြီးတော့ဟာအရက်ကအစောကြီးတောင်းလဲမူးပါတယ်ကွာမင်းကလည်းကျုပ်ပြောနေတာဒီလိုမဟုတ်ဘူးလေဗျာ ကိုအေးကတော့ကိုအေးပြီးသားပါပြီတဲ့ကျုပ်ပြောချင်တာပြော तू ကလည်း तू နားလဲနေတယ်လို့နားလဲလိုက်တာပဲမဟုတ်လားဗျဥပဒါကတော့ကိုတင်လက်တွေကြိုက်ခဲနေလို့ဆက်ပြီးတော့အိတ်နေတယ်ဗျကျုပ်ကလည်းမျက်နှာသေးပြီးတော့ပြန်ဖြေမလို့လုံနေကြတာပေါ့ဗျအဲဒီအချိန်မှာမခင်ကြီးကမိဖို့တည်းကနေထွက်လာတယ်ရှင်တို့သူယောက်ကတယ်လဲအတိုင်းဖောင်းညီနေကြပါလားအထာဘောကမယားညီကိုတွေပဲဟောက်ဘာရှင်ဘာပြောနေအော်ဘာဘာမဟုတ်ပါဘူးကွာတသက်စားတာပါကွာမင်းကလည်း မိသက်ကတော့တဝါဝါသန်းပြီးတော့အောက်ထက်ကနေထွက်လာတယ်ဗျမခင်ကြီးကမိသက်ကိုကြည့်ပြီးတော့ဟဲ့မိသက်နေမနေကြီးမလို့သေးဘူးလားမိသက်ကလည်းအထူးသန်းနဲ့ဟိုအမနေကြီးကအခန်းထဲမှာမရှိတော့ပါဘူးဟုတ်တော့ဒါဆိုဘဲထွက်သွားတာလေအိမ်အောင်ဖေးပါလည်းမရှိပါဘူးအေးအဲ့ဒီချိန်မှာချန်ပီယံနေဖိုးတန်ဒီကမုံပြတ်တက်လက်လေးကိုကင်ပြီးတော့ဝင်လာတယ်ဗျမခင်ကြီးကတော့ဟက်ကောင်လေးနေတော်တွေ့သေးလားဖိုးတန်ဒီကခေါင်းညှိလိုက်ပြီးတော့ဟိုတွေ့တယ်လေခုနကပဲထွက်သွားတယ်အမေ ဟမ်ဘယ်လိုထွက်သွားတာလဲရွာထဲမှာစပိန်နဲ့တွေ့လိုက်တာမခင်ကြီးကလည်းမျက်မှောင်ကျုပ်ပြီးတော့ဟဲ့နှင်းကြီးကစပိန်မရှိတတ်ပါဘူးခဲ့ဟုတ်တယ်သူနင်းတာတော့မဟုတ်ဘူးသူများနင်းသွားတာဟုတ်လားဘလူနင်းသွားတာလဲဟိုတကြီးအင်ဟာဆရာဆိုင်ကနင်းသွားတာပဲလေဟာကျုံတဲ့ရေမောင်လေးကလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်ဗျမခင်ကြီးကတော့အထူးသန်းနဲ့ဆရာဆိုင်နဲ့ဘယ်လိုမျိုးသွားပါလဲ ကျုံနဲ့ရေမောင်တော့ပစိုးပြင်ဝေ့ပြီးတော့ချန်ပီယံအပြေးထွက်ခဲ့ကြတာပေါ့ဗျာပါသွားပြီပါသွားပြီဗျအဇက်ကနေအဲ့လိုအော်ရင်းနဲ့ရွာထိတ်ကိုဒုံဆိုင်ပြေးခဲ့ကြတာပေါ့ဗျာကျွန်တော် channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇာတ်လမ်းလေးကတော့ဆရာကဆိုရေးသားထားတဲ့သုံးဒီဥပဒါနဲ့ယုတ်ကသုံးမကယ်နိုင်ပါဘူးဆိုတဲ့အတွက်နဲ့စာသင်78ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာနောက်မြောက်မှာလည်းဒီတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းများကိုတင်ဆက်ပေးသွားအောင်ပါဘို့စောင့်မျှော်အားပေးနှဆင်ကြပါအောင်ခင်ဗျာ ။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့စန္ဒားနဲ့ဘဝထပ်တူကြနိုင်ကြပါစေခင်ဗျာ။